အင်ဒိုနီးရှားနိုင်ငံမှာကလေးတထောင်ကျော်တောင်ကနေလေစာတွေကြောင့်အစာအစိတ်သိမှုခံစားခဲ့ရပါတယ်။ဒါဟာတမရပရာပိုပိုစူပီယန်တိုရဲ့အခမဲ့အစားစာကျွေးမွေးရေးအစီအစဉ်ကနေဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေထဲမှာနောက်ဆုံးတစ်ခုဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်ကလေးကအနောက်ဂျာဘာပြည်နယ်ကနေရာလေးခုမှာအစာအစိတ်သိမှုတွေဖြစ်ပွားခဲ့ပြီးအစားစာတွေချက်ပြုတ်တဲ့မိဖို့ကြောင့်80ကျော်ကိုရယူပိတ်ထားခဲ့ရပါတယ်။ဒီအစီအစဉ်ကိုဇန်နဝါရီလမှာစတင်ခဲ့ပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ចောင်းသားအနည်းဆုံး6400ဟာအစာအစိတ်တမှုခန်းစားခဲ့ရပြီးဖြစ်တယ်လို့ပြည်တွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ Bravo ကလူပေါင်း82တသမ6တန်းကိုဒီနှစ်ကုန်မှာဒီအစီအစဉ်နဲ့ကျွေးမွေးဖို့ရည်မှန်းချက်ချမှတ်ထားပါတယ်။အဆိုအရကနိုင်ငံတော်ဘတ်ဂျက်ရဲ့900ခိုင်နှုန်းနီးပါးကိုဒီအစီအစဉ်အတွက်ချထားပေးပြီးလာမယ့်နှစ်မှာအသုံးစိတ်ကိုနှက်ဆတိုးဖို့စီစဉ်ထားပါတယ်။ ဒါပေမဲ့ဒီအစားအသိတမှုတွေကြောင်းစီမံကိန်းကိုရပ်တန့်ဖို့တောင်းဆိုမှုတွေထွက်ပေါ်လာခဲ့ပါတယ်။အစိုးရကတော့ပြန်လည်တုံ့တက်နေပြီးတိုးတက်ကောင်းမွန်အောင်လုပ်သွားမယ်လို့ကတိပြုထားပါရဲ့ရှင်။